ဒါကျွန်တော်နောက်ဆုံးတစ်ချိန်စူးစမ်းကြည့်တာပေါ့နော်ဒီ live မှာအဆင်မပြေဘူးဆိုရင်ကျွန်တော်မလွတ်တော့ဘူးပေါ့နော်ကျွန်တော်တို့လာမယ့်ပတ်မှာပြန်ဆောင်ကြပါမယ်ဘာလို့ဆိုတော့ကျွန်တော်မိတ်ဆွေတွေလည်းအဲပုံအားအခြေအနေ internet အခြေအနေခက်ခဲကြရကြည့်ရတာဆိုတော့ကျွန်တော်အားနာပါတယ်နောက်ပိုင်းတင်ပြရှင်းလဲကျွန်တော် video လေးတွေပဲရိုက်ပြီးတော့အဲတင်ပေးပါမယ်ခင်ဗျဟုတ်လားလို့ဆယ်ပါတော့ကျွန်တော်အဓိကပြောချင်တဲ့အကြောင်းတရားကတော့နံပါတ်1အဓိကပြောချင်တာကတော့ခုလက်ရှိအချိန်ဒီခက်ခဲဖြစ်နေတဲ့လူတွေပိတ်မိနေတဲ့လူတွေအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူတွေအဲနေချင်းကြချင်း အဲစီးပွားတစ်ခုရပ်ဆိုင်သွားတဲ့လူတွေဘဝတစ်ခုအချိန်လေးရင်းရိုင်သွားတဲ့လူတွေအများကြီးရှိနေပါတယ်အဲဒီလိုလူတွေကျွန်တော်တို့လက်တကန်ကျွန်တော်ပတ်ဝန်းကျင်မှာပဲရှိနေပါတယ်အဲတော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ကနော်အလူကန်ပုံကိုတကူးကရှာတယ်မလို့ကိုနိုင်တဲ့တွေကကူညီပေးကြပါစောင့်ရှောက်ပေးကြပါလူသားချင်းချင်းဒီချိန်မှာကူညီပေးကြပါလို့ကျွန်တော်ဒီနေ့ကနေတိုက်တွန်းပါတယ်ကျွန်တော်ကတော့မလုပ်ပေးနိုင်မလဲလုပ်ပေးနိုင်တဲ့ဘက်ကကျွန်တော်လူနိုင်တဲ့အဆန်းအစမရှိပေမဲ့ လူအောင်တော့ကျွန်တော်နှိုးဆော်ပေးနိုင်တယ်ပြီးတော့ကျွန်တော်မြင်တဲ့เนาะဒါစိတ်ချတဲ့လူခံ post တွေပါရှင်ကျွန်တော် wide share ပေးမယ်ပေါ့เนาะဒါတော့ကျွန်တော်လုပ်ပေးနိုင်လို့ပြီးတော့ကိုယ်တိုင်ကိုကြားလူအားထဏကျွန်တော်လက်ရှိမှာကျွန်တော် participate လုပ်ပေးနိုင်တဲ့အပိုင်းကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအနေနဲ့ကဒီနောက်ကိုတက်နေတဲ့လောက်လေးတွေကိုကြီးပေးပါဆောင်းရှောက်ပေးပါလို့ကျွန်တော်ညားပြီးကိုကြီးတောင်းပါတယ်လက်ရှိအချိန်ဒီ ခက်ခဲဖြစ်ပြီးတော့ပိတ်မိနေတဲ့လူတွေအများကြီးရှိသေးတယ်။ကလေးတွေလည်းဒုက္ခရောက်နေကြကျွန်တော်တွေ့တယ်ပေါ့နော်။ဒါလေးတွေလည်းလလန်းမိတဲ့လောက်လေးတွေကိုနိုင်တဲ့လောက်လေးတွေ information လေးတွေ share ပေးခြင်းမျှဝေပေးခြင်းဖြင့်ကူညီပေးကြပါ။ကိုအဆင်ပြေနေတယ်ဆိုတာကြီးကိုဟိုအခုတော်တော်များများပေါ့နော်။ကျွန်တော်လမ်းကျွန်တော်ဆိုဒါရိုက်ကူးရအမြင်နဲ့ထွက်နေရကျွန်တော်တွေ့တယ်ပေါ့။လူတွေကကဘာကဘာတချမ်းမှာတော့ကဘာပြက်နေမှာကဘာတချမ်းမှာပျော်နေလူတွေတူပါတော့တက်တက်ရှိတာပဲ။ တောက်စားမှုရေးဒါမရက်ကြပါဘူးလူတွေကနော်သူတို့အပြစ်ပြောတာမဟုတ်ပါဘူးကျွန်တော်ပြောချင်တာသူတို့ပတ်စံရှိလို့သူတို့တောက်တာစားတာကျွန်တော်နဲ့မဆိုင်ပါဘူးဒါပါတော့လိကတော့ဘာလဲဆိုတော့ဟိုသိရမလားရက်ွက်ထဲမှာနာရေးအိမ်ရှိရင်တောင်မှဟိုအရင်မပြောပြရအောင်ဆိုတော့အယူအဆတခုရှိတာဘောနော်ဒါပေမဲ့ခုကတစ်ဖက်မှာလူတွေကထောင်ခန်းလောက်တည်တည်ပျက်စီးနေကခုန်နေတာကြတော့တိတ်ပြီးတော့စိတ်မပြေဘူးနဲ့တူတယ်ဘောနော်တကယ်လို့တောက်စားမှုရေးပျော်ပါကခုန်နေတယ်ဆိုပြန်မှာလူမြင်ခွင့်ကြီးမှာအလိုမျိုးကြီးလုံနေတဲ့ခါကြတော့ဟိုတစ်ဖက်မှာ ပတ်လူတွေရဲ့ပူဆွေးတော့ကရမှုတွေဟိုမလေးစားရကြတယ်ပေါ့နော်ဒါဆိုတော့တချို့ပွဲတွေဆိုကျွန်တော်တို့ငင်းလိုက်တာလည်းရှိတယ်ကျွန်တော်မရိုက်တော့ဘူးလို့ကျွန်တော်ပြောလိုက်သွေးပြက်သွေးအိမ်မှာကျွန်တော်ဘလို့စိတ်ကြီးနေသူတို့ပြောတာကြီးကိုကျွန်တော်တော့ရိုက်ရမှာလဲပေါ့နော်အဲ့တော့ကျွန်တော်အဲ့လိုပွဲတွေလည်းကျွန်တော်တို့ cancel လိုက်တာလည်းရှိတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုပြောချင်တာကခါကြလို့ရှိရင်ကျွန်တော်ကလူမနေ့ကလူစီလူကန်လေးနဲ့နေစေခြင်းနဲ့ဒါလေးတစ်ချက်ပေါ့ ပြီးတော့ကိုယ်လူတွေအချင်းချင်းရိုင်းမင်းမို့နောက်တစ်ခါကျကျွန်တော်အမြင်နဲ့အမြင်နဲ့ညာတိုင်းညာတိုင်းပြောတဲ့စကားလေးမှတ်မိလားမသိဘူးကျွန်တော်တို့အိတ်နေပေမဲ့နောက်နေ့မနေ့မျက်လုံးဖွင့်လာတဲ့အချိန်မှာကျွန်တော်တို့ကကျွန်တော်တို့လိုမျိုးမျက်လုံးဖွင့်နိုင်တဲ့အခွင့်အရေးလူတိုင်းမှမရှိဘူးလို့ကျွန်တော်အမြဲပြောခဲ့တယ်ဒီနေ့အိတ်နေပေမဲ့မနေ့ပြန်မှာကျွန်တော်နောက်ဘက်တစ်ခုရောက်သွားနိုင်တယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ဒီစကားတွေကလူတိုင်းရဲ့ပေါ့တည်ချင်းတရားအဝေးကြီးပါလို့တွေးထားတယ်ငါအသက်ငယ်ငယ်လေးရှိတယ်ဘာလို့တည်မှာလဲလို့တွေးထားတဲ့လူတွေအားလုံးကကျွန်တော်စကားတွေကိုဟိုဒုမတိတ်ပြီးလေးနဲ့ထားမှာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့လိုကိုယ်မျက်စိရှိမှတဲ့လူ ထောင်ကနေရကနေလောက်အုံတိုင်းဆိုဖြစ်သွားတဲ့အချိန်မှာလူတော်များများထိတ်လန့်သွားတယ်ကျွန်တော်ထင်ပါတယ်ဆိုတော့အဲ့တော့ဒါလေးကလည်းဟိုတနည်းအားဖြင့်ဆိုကျွန်တော်မိတ်ဆွေတို့အတွက်တန်ဝေကအယူတင့်ဆုံးအချိန်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့ဒီချိန်လေးမှာကိုကဘာလို့တင်လဲဆိုတော့ဟုတ်ပြီနောက်ထပ်ဘာခက်ခဲတွေလာအောင်မလဲလာသမျှအောင်ငါရင်ဆိုင်နိုင်အောင်ငါပါဝါဖြည့်ထားမယ်ဆိုတော့ပုံစံမျိုးနဲ့လည်းရက်တီတင်တယ်နောက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေဘုရားတရားကိုနှစ်စာတို့သုံးစာတို့ပြီးတော့ပို့လုတ်တင်တယ်အဲနောက်ပြီးနောက်ပြီးနောက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့